ဆိုတော့ဒီဆက်အနာရှင်ကိုကျွန်တော်တို့အမြင့်ဖြတ်တိုက်ပြုတ်တဲ့ချိန်မှာဒီ LGBT တွေရဲ့ရှေ့တန်းနေပါဝင်တယ်ဆိုတဲ့ဟာကကျွန်တော် LGBT လို့ပြောလိုက်ရင်ဒီဆက်အနာရှင်ခဲမှမဟုတ်ဘူး။ဟိုးလွန်ခဲ့တဲ့ကျွန်တော်တို့နိုင်ငံရဲ့အစဉ်ဆက်မှာကော LGBT တွေကဘယ်လိုဇနစ်မှာဘယ်လိုခက်မှာပဲဖြစ်ဖြစ်မြေတမ်းဖိနှိပ်ခံရတယ်။ ခွဲခြားခံရတယ်ဉာဏ်ပြစ်ပယ်ပြီးတော့မှလောက်ခံရတဲ့လူဒန်းစားတရက်လိုဖြစ်နေတာပေါ့နော်ဆိုတော့ gay ဖြစ်လိုက်တာနဲ့ lesbian ဖြစ်လိုက်တာနဲ့ဒီ trans day ဖြစ်လိုက်တာနဲ့ကျွန်တော်တို့ကလူမှုတန်ဝဲရဲ့ဒီ boundary ဆက်ကျင်ပြီးတော့မှဖြစ်နေတယ်ဆိုတဲ့ယူဆတွေနဲ့ဖြစ်ခံရတယ်ဆိုတော့အဲ့လိုမျိုးဖိနှိပ်မှုတွေနဲ့မြေရန်ကျွန်တော်တို့ခံနေကြရတဲ့ချိန်မှာခုလိုမျိုးအာနာသိမ့်မှုတွေဖြစ်လာတယ်ဆိုတော့အာနာသိမ့်မှုမဖြစ်ခင်မှာကျွန်တော်တို့စိုးရဇနစ်တရက်မှာတော့ LGBT တွေခွင့်ရလေးတွေနည်းနည်းရလာတယ်လို့သူတို့ရဲ့ရပိုင်ခွင့်တွေသူတို့ရဲ့လွတ်ပိုင်ခွင့်တွေနည်းနည်းလေးတိုးတက်လာတယ်ဒါပေမဲ့အခုလိုမျိုးရုပ်တရက်ကြီးထားလို့လိုက်တဲ့အချိန်မှာကျွန်တော်တို့တွေကလည်းကြံတဲ့ပြည်သူတွေလိုပဲပြောချင်တာတော့ကြံတဲ့ပြည်သူတွေတဲ့ဆိုပြီးတော့တောင်မှပုံဖြစ်နေခံရတဲ့နေထားဖြစ်တာပေါ့နော်ဒါကြောင့် LGBT တွေ community ကလည်းကြံတဲ့သူတွေနဲ့တူတူပဲဒါဟာကျွန်တော်တို့ပို့ပြီးတော့ခံလာရတဲ့ဒီဖိနှိပ်မှုတွေခွဲခြားမှုတွေဒီဆက်ကျင်မှုတွေဆိုတဲ့နေထားမှာဒါတပါတဲ့ကျွန်တော်တို့ကပါလာကြတယ်ဆိုတာ LGBT တွေဖန်ခံရတဲ့ဟာကျွန်တော်တို့တချို့သူတေသနာလုပ်ပြီးတော့လေ့လာထားတဲ့ဟာအင်တာဗျူးလုပ်ထားတဲ့ဟာစသဖြင့်ဒါတွေရှိတာပေါ့နော်စီရင်ခံစာလုပ်ထားတဲ့ဟာတွေရှိတယ်ဆိုတော့အဲ့ challenge တွေကိုခြေခံပြီးတော့ပြောရမယ်ဆိုရင်တော့ဒီ LGBT တွေဖန်ဆီးတဲ့ချိန်မှာကျွန်တော်တို့ဒီရုပ်ပိုင်းဆိုင်ရာဟိုနှိပ်စက်မှုပေါ့ဒီကတော့ကျွန်တော်တို့တချို့ trans တွေဆိုဖန်ဆီးခံရတယ်သူတို့တွေမှာရှိနေတဲ့ဒီရင်သားတွေသူတို့တွေရဲ့ခန္ဓာကိုယ်စိတ်ပိုင်းတွေကအရင်တော့တော့မမြင်တာဒါကြီးက မူမမှန်တယ်လို့လှောင်ရတယ်လို့နေသားတစ်ခုမှာဓာတ်တွေခွဲကောင်းယူပြီးတော့မှဒီဟိုဒီဟာတွေကင်တွဲတာဟိုထိပါတာတခါကျအဲ့လိုနံပါတ်တုတ်လို့ခေါ်လာမသိအဲ့လိုဟာတွေနဲ့ကျွန်တော်တို့ထိုးတာနဲ့တာမျိုးစုံလို့တာပေါ့နော်နောက်တစ်ခုက ဒီပို့ပြီးတော့သိုးွားတဲ့ဟာကတချို့သူတွေမလုတဲ့လုရပေါ့ဆိုတော့တခါကျဒီ trans တယောက်ဖြစ်တယ် gate တယောက်ဖြစ်တယ်ဆိုတာ ਨੇ ဒီ engine တွေကိုလို့ချော့ပြီးတော့အဲ့လိုလမ်းရဲ့ဒီလမ်းလက်တက်တက်မှာကျွန်တော်တို့နေဘူးလှမ်းထားပြီးတော့မှဒီရုပ်ကြီးကိုကိုတုံးလုံးနဲ့ပြခိုင်ထားပြီးတော့မှဒါအောင်မြို့မြို့ share ရအောင်လှောင်နေတာဖိနှိပ်တာပြီးတော့မှဒါတွေဓာတ်ပုံရိုက်ပြီးတော့ဒီ social media ပါဝင်ဒီနေရာတွေမှာသတင်းတွေမှာတင်ပြီးတော့လှောင်တာဒါတွေကလည်းကျွန်တော်တို့လုရက်တွေပေါ့နော်နောက်တစ်ခုကတော့ ျွန်တော်တို့သိရသလားဆိုတချို့ဒီလိုမျိုးရင်သားတွေညံ့နာတွေကိုဒီစစ်ကြောရေးတွေလုတ်တဲ့ချိန်မှာဒါသူတို့ဟိုနှိမ့်ဆက်ညင်ပန်းမှုနေနဲ့ပေါ့နော်။ဥမာမီးဘူးတွေနဲ့ကတ်တဲ့လုတ်ရက်တွေတို့စသဖြင့်ဒီလိုမျိုးတွေကလည်းကျွန်တော်တို့တွေးရှိချက်တွေပေါ့နော်။နောက်တစ်ခေါက်တော့ခုနပြောတဲ့လေပိုင်းဆိုင်ရာကြမ်းဖက်မှုဆိုတော့လေပိုင်းဆိုင်ရာဆိုတဲ့အထက်မှာမျိုးစုံသူတို့လုတ်တဲ့လုတ်ရက်တွေရှိတယ်။ဆိုတော့တခါကျရင်ဒီ sexual harassment ပါဝင်ဒီ rape လို့လုတ်တဲ့ကိစ္စတွေကစပါဝင်တာပေါ့ဆိုတော့အာဒီတက်မှာကောက်ထုတ်ပြီးပြောရမယ်ဆိုရင်တော့ ဒီစစ်ကြောရေးကာလဒီဖန်ဆီးစဉ်ကာလတွေမှာကြံဖက်မှုကတော့မျိုးစုံရှိတယ်ဒါပေမဲ့ထူးသဖြင့် LGBT တွေမှာထဲမှာမှာကြံတဲ့သူတွေမလို့ခံရတဲ့ဟာခုနပြောတယ်လို့လမ်းပေါ်တွေမှာဒီတုံလုံးချော့ပြီးတော့နေလန်းခိုင်းတာပြင်ယောက်ျားယောက်ျားလို့ပြန်ဖြစ်အောင်ဆိုတဲ့ဟာတွေမျိုးနဲ့ဥမာဒီခန္ဓာဗေဒကိုသူတို့မျိုးစုံအဲ့လိုလှုပ်တဲ့လှုပ်ရတဲ့ရတော့သူညာနဲ့မတူလောက်ခံရတဲ့ဟာတွေပေါ့နော်နောက်တစ်ခုကဒီဖန်ဆီးတဲ့အချိန်မှာလည်းတခါကြရင်တချို့တဲ့မျိုးသမီးလို့ပုံစံမျိုးသမီးလို့ခံယူပြီးတော့မျိုးသမီးလို့နေထိုင်လာတဲ့သူတွေအတွက် ဒီမြို့ယောက်ျားဆိုတဲ့ဟာတွေနဲ့တူတူထားတဲ့အချိန်မှာတခါကျဒီဟာတွေကလည်းကြံတဲ့လေပိုင်းဆိုင်ရာကိစ္စတွေနဲ့ခုနပြောတဲ့အာဘာကောင်တွေလဲကွာညာကောင်တွေလဲကွာဆိုတဲ့ဟာတွေကကျွန်တော်တို့ဖန်းခံရလို့နှိပ်စက်ခံရတာတမျိုးလူချင်းချင်းကြားထဲမှာပြန်လုတဲ့ဟာတမျိုးဆိုတဲ့ဟာမျိုးနဲ့ကျွန်တော်တို့ဓာတ်တွေကတော့တော်တော်များများကိုကြုံရတယ်ဆိုတာပေါ့ LGBT လို့ပြောလိုက်ကျွန်တော်ရှေ့မှာပြောတယ်လို့ပဲကျွန်တော်တို့တွေကမွေးကတဲ့ကနေပြီးဒီနေ့ဒီချိန်ထိခွဲခြားမှုဖိနှိပ်မှုလူပုံကြတဲ့သွားလိုက်တာဘာကောင်တွေလဲဆိုတော့ကြီးတဲ့ကြီးတွေကတော့ရှောက်ကျွန်တော်တို့ခံလာတဲ့ဟာသားကြနေတယ်အဲ့ဒီမှာကျွန်တော်တို့ရဲ့စိတ်တွေထဲမှာမြေတမ်းဒီလိုမျိုးဟာတွေမြေတမ်းတွန်းလှန်နေတယ်တော်ကန်နေတယ် ်ဆိုတဲ့ဟာတွေကကျွန်တော်တို့ရှိပြီးသားပေါ့နော်ဒါပေမဲ့အခုလိုမျိုးဖိနှိပ်မှုဆက်အနာသိမ့်မှုတွေကြားထဲမှာပို့ပြီးလောက်ခံရတဲ့ချိန်မှာကြရှုံသွားဖို့ဆိုတာကျွန်တော်တို့မှာဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူးကျွန်တော်တို့ပို့တိုးပြီးလှုပ်ဆောင်ဖို့ဆိုတဲ့စိတ်ဓာတ်ပဲရှိတယ်ဆိုရတာပေါ့နော်ဘာကြောင့်လဲဆိုရင်ငြိမ်းချမ်းဖိနှိပ်မှုတွေနဲ့သားကြနေတဲ့သူတွေမှာဒီဟာကြီးကထပ်ပြီးတော့ကိုယ်တွေပို့ဖိနှိပ်လာမယ်ကိုယ်ခွဲခြားလာမယ်ကိုယ်တွေဘောတဲ့ပို့ဆိုးကျိုးရောက်လာမယ်လောက်ရမျိုးဘယ်သူမှကျွန်တော်တို့ငြိမ်ခံနေမှာမဟုတ်ဘူးဒါကြောင့်ကျွန်တော်တို့ကငြိမ်းချမ်းပို့ပြီးတော့မှငြိမ်ဝော့သွားမယ်ဆိုတဲ့မြင်မျိုးကတော့ ဟိုကျွန်တော်တို့ခုမြင်ရတဲ့လောက်ဆိုမရှိဘူးပေါ့နော်ပို့ပြီးတော့ကြံတဲ့သူတွေလိုပဲကျွန်တော်အမြဲတမ်းတူတယ်ကွာအင်တိုက်အာတိုက်ဆုံးထိတော့ကျွန်တော်တို့ပါဝင်နေကြအောင်မယ်ဆိုတဲ့ဟာပေါ့နော်ဆိုတော့ကြံတဲ့သူတွေလည်းပါဝင်နေမယ်လို့ယုံကြည်တယ်ကျွန်တော်အနေနဲ့ဆိုရင်လည်းဒါပါဝင်သွားမယ်ဆိုတာ ီကျွန်တော်တို့တွေကတရားမျှတတဲ့လောလတ်တဲ့ကိုဒီရဲ့တကယ်စိတ်ရင်နဲ့ကျွန်တော်လူချင်းတဲ့စိုးရတရက်ကိုရွေးကောက်တဲ့ဟာကိုကျွန်တော်တို့လုတ်ခဲ့တဲ့တွေးကြုံလေးတွေကရှေ့မှာကျွန်တော်တို့နှစ်ဆက်လောက်လုတ်ခဲ့ကြရတယ်ပေါ့နော်။ဆိုတော့အဲ့လိုလုတ်ခဲ့တဲ့အချိန်မှာဒါကျွန်တော်တို့ရဲ့စိတ်မှန်တဲ့ကျွန်တော်တို့လူချင်းတဲ့စိုးရကျွန်တော်တို့ရွေးကြတာ။ဒါပေမဲ့အခုစိတ်အာနာသိမ့်မှုအာနာရှင်ဇနင်းဆိုတဲ့ကိုကကျွန်တော်တို့လူချင်းတဲ့စိုးရလည်းမဟုတ်ဘူး။ကျွန်တော်တို့လက်ခံတဲ့ဇနင်းတရားလည်းမဟုတ်ဘူး။ဒါကြောင့်ဒီလိုမျိုးရွေးကောက်တဲ့ဟာကကျွန်တော်တို့နေပြောစရာတော့ထွေထွေမလိုဘူးပေါ့နော်။ကျွန်တော်တို့စကြင်ပြီးသားပဲ။ ကျွန်တော်မလို့ချင်တဲ့အရာဖြစ်တယ်ဒါကြောင့်ဟိုပေးဖို့သွားပေးဖို့တော့မပြောနဲ့သူတို့လုံးရက်ကူတောင်မှဒါကျွန်တော်တို့ကဖြစ်လာရမယ့်အကြောင်းအရာမဟုတ်ဘူးဖြစ်တဲ့တဲ့အကြောင်းအရာမဟုတ်ဘူးဒါတကယ်ကိုလူတွေပေါ်မှာအာနာနဲ့လုံနေတယ်လုံရမလို့လက်လည်းမခံတယ်လို့ကျွန်တော်တို့ကိုယ်တိုင်လည်းမပေးဘူးထုံနည်းပြင်ကျွန်တော်တို့တွေကိုယ်တိုင်ကဒီဖြစ်လာမယ့်ဒီရွေးကောက်ပွဲတွေကိုမဟိုဖြစ်မဖြစ်သွားမှစိုးရိမ်လို့ဒါကျွန်တော်တို့မမှန်ကန်တဲ့တရားမမျှတတဲ့ရွေးကောက်ပွဲတွေကျွန်တော်တို့ကိုယ်တိုင်ဖြတ်သိဖို့အတွက်လှုပ်ဆောင်သွားရမယ်ပါဝင်သွားရမယ်ဆိုတဲ့ဟာပေါ့နော်ဒါလေးပဲပြောချင်ပါ